မင်္ဂလာပါရှင်။အောက်တိုဘာလ16ရက်ကျေးဇာပိနေ့အတွက်ရေကုန်းရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်တည်င်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့စိန့်ပီတာစပယ်မြို့နေဘရခေါ့ကင်ဆာစင်တာမှပရော်ဖက်ဆာဒေါက်တာမွိုင်စင်ခိုဦးဆောင်သောကုသလေဖွဲ့ရန်ကုန်ပြည်သူ့စေယုံကြီးတို့လာရောက်တဲ့တည်င်းဖြစ်ပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံစိတ်ပီတာစပန်မြို့ရှိ Nebrekov Cancer Center မှာကင်ဆာရောဂါအထူးကုဆရာဝန်ကြီးပေါမုခဒေါက်တာဗလာဒီမာမော်ရီဆန်ခုံးနဲ့ဖွဲ့သည့်အော်တိုဝါ14ရက်မွန်လွဲပိုင်းကရန်ကုန်ပြည်သူ့စေယုံကြီးသို့ရောက်ရှိရာစေယုံဦးကြီးဒေါက်တာအောင်နေအေးနဲ့တက်ဆိုင်ရာဘာသာရပ်အသီးသီးမှပေါမုခများနဲ့အထူးကုဆရာဝန်ကြီးများကကြိုဆိုကြပါရယ်ရှေးဦးစွာ2024ခုနှစ်ဇွန်လတွင်စိတ်ပီတာစပန်မြို့ Nebrekov Cancer Center မှာမျက်လုံးကျွတ်သားကင်ဆာကိုခွဲစိတ်ကူတာမှုခံယူခဲ့တဲ့ ပသိမ်မြို့နေ22နှစ်အရွယ်အမျိုးသားလူနာအားတွေ့ဆုံခဲ့ပြီးယောဂတုတက်မှုအခြေအနေများအားကြည့်ရှုရာရှန်ကုန်ပြည်သူစေဝန်ကြီးမှဗမာကအထူးကဆရာဝန်ကြီးကပြန်လည်ရှင်းလင်းဆွေးနွေးပြီးအစုပါလူနာမှာကျမ်းမာရေးကောင်းမွန်တုတက်လျက်ရှိတယ်လို့သိရပါတယ်။ အဲ့ဒီနောက်အထွေထွေခွဲစိတ်ကုဌာနကင်ဆာစိတ်ကုဌာနနဲ့ဒဲအောင်ကြီးကုဌာနများမှကင်ဆာယောဂခန်းစားနေရသောတန်ဃာတော်တစ်ပါးအပါအဝင်လူနာ9ဦးကိုကြည့်ရှုစစ်ဆေးပြီးလူနာများအတွက်ပုံမတင်တော်ကောင်းမွန်တဲ့ကုထုံးများကိုရန်ကုန်ပြည်သူစေယုံကြီးမှပေါမခအတူကုဆရာဝန်ကြီးနဲ့ဆွေးနွေးတိုင်ပင်ကြပါသည်။ ဆက်လက်ပြီးခုနှစ်ထက်ဆောင်တဲ့အစည်းအဝေးခမ်းမာတွင်စေယုံအုပ်ကြီးကရန်ကုန်ပြည်သူစေယုံကြီးမှလူနာများအားကုသပေးနေမှုအခြေအနေပါမောက္ခဌာနမှကင်ဆာဆီကုဒေါက်တာဖြူဖြူသိန်းကကင်ဆာဝေဒနာရှင်များအားဆေးကုသပေးနေမှုအခြေအနေပါမောက္ခဌာနမှဓာတ်ရောင်ကြီးဒေါက်တာမိုးလိုင်ကတကုံစိတ်ကဲမြို့နယ်ရှိအမျိုးသားကင်ဆာကုဌာနအပါအဝင်ရောင်ကြီးဖြင့်ကုသပေးနေမှုအခြေအနေများကိုရှင်းလင်းဆွေးနွေးကြောင်းသိရပါသည် အဲ့ဒီနောက်ဆေးပညာနှိမ့်နှုတ်ဖလှယ်ပွဲကိုပြုလုပ်ရာပေါမခဒေါက်တာဗလာဒီမာမော်ရီစီယန်ခိုနဲ့ပေါမခကျုပ်ဒေါက်တာကျော်ရွှေစေတက္ကသိုလ်တရန်ကုန်ပေါမခကျုပ်ဒေါက်တာခေအောင်ထွန်းတက်မတော်စေတက္ကသိုလ်နဲ့ပေါမခဌာနကြီးမှုပေါမခဒေါက်တာမင်းစောဦးနဲ့တက်ရောက်လာသူများကရှင်းလင်းဆွေးနွေးကြကြောင်းသိရပါပါတယ်ရှင်ဒီသတင်းကိုတော့အောင်မြင့်ကပြဖို့လာတာပါ ထပ်မံတင်ဆက်ပေးမှာကတော့တက်ကြီးစာပေပညာရှင်များပူဇော်ကြော်ဝဲအတွက်အလူငယ်များဆက်လက်လူလန်းနေတဲ့တွင်ဖြစ်ပါတယ်။1389ခုနှစ်မြန်မာနိုင်ငံစာစုတော်နေ့အထိမ်းအမှတ်38ကျိန်မြောက်တက်ကြီးစာပေပညာရှင်များပူဇော်ကြော်ဝဲအတွက်အလူငယ်များဆက်လက်လူလန်းကြကြောင်းသိရပါတယ်။အဲ့ဒီလိုလူတန်းရာတွင်လေယံကုန်းစာပေရဝန်းကအလူငွေကျပ်35000တောင်အောင်မြေတာဇံမြို့နယ်စာရေးဆရာအတင်းကငွေကျပ်3300တောင်အကမဟာတတ္တမဇော်ဒီကာတစဗတ္တနာကေလာတာ ပန်ဒီတာယာမကျောင်းတက်ကငွေကျပ်သုံးသိန်းဒေါက်တာရီလရွှေဝတီခင်ဦးဦးနေလင်းမောင်ချိုဝေသမီးရွှေရုပ်မော်ဘီမျိုးနှင့်တောင်းကလပါမျိုးနှင့်စာရေးဆရာအသင်းတို့ကငွေကျပ်2သိန်းစီတင်ငန်းချုံမျိုးနယ်နှင့်မရန်ကုန်းမျိုးနယ်တို့ကငွေကျပ်3သိန်းခွဲစီတောင်မွေမျိုးနယ်စာရေးဆရာအသင်းကငွေကျပ်3သိန်းသုံးသောင်းဒေါက်တာမတ်တင်ဝင်းပညာရေးတက္ကသိုလ်ဒေါ်မြမြတန်းမနှင်းဘွေဦးထင်လင်းကျော်ဒေါက်တာမမောင်မြင့်ဒေါခင်ဝိယီဝိယီခင်ပကိုးဒေါခင်ဝင်းမီဦးသိန်းထွန်းစစ်ရဲအိမ် ဂိတာစာဆိုမောင်မျိုးသူမက်ရီမွန်ကြုံပြောစမြူတီတီမျိုးနဲ့ရွှေပြည်သားမျိုးနဲ့ရန်ကင်းမျိုးနဲ့အင်းစိန်မျိုးနဲ့မော်ဘီမျိုးနဲ့စာရေးဆရာအသိန်းတို့ကငွေကျပ်တသိန်းစီပေးရလှူဒန်းကြရာအသိန်းဥက္ကဋ္ဌဦးအောင်မောင်မြင်းမှုမောင်နိုင်မှုအတွေ့ရမှုဥညွန့်ခြင်းမောင်ငင်းသူဂျိုးပင်ကောင်းနဲ့တွေ့ဖက်တွေ့ရမှုဦးအောင်ကြီးအောင်ကြီးညွန့်တက္ကသိုလ်တို့ကလက်ခံရယူပြီးကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းသိရပါဗျာ။ အလူငွေဖြစ်စေအလူပစ္စည်းဖြစ်စေလူတန်းတို့ပါကမြန်မာနိုင်ငံစာရေးဆရာအသင်းအမတ်183မြင်းဆောင်185ခုနှစ်လောပန်ဆိုရန်လန်းအလေကြောက်တရားမြို့နယ်ရန်ကုန်မြို့ဖုန်း39 252 41ခွန်39 453 39436တို့ဆက်သွယ်လူတန်းနိုင်ကြောင်းသိရပါရရှင်ဒီသတင်းကိုတော့အောင်မြင်ကပေးပို့လာတာပါ နောက်ဆုံးတင်ဆက်ပေးမှာကတော့အခြေခံပညာဆရာဆရာမများအထူးမွမ်းမံသင်တန်းအမှတ်စဉ်131တင်နန်းဖွင့်နေတဲ့တင်ဖြစ်ပါတယ်။အခြေခံပညာဆရာဆရာမများအထူးမွမ်းမံသင်တန်းအမှတ်စဉ်131ရဲ့တင်နန်းဖွင့်ပွဲကိုအောက်တိုဘာ23ရက်နေ့နေ့ရှင်းနိုင်က နိုင်ငံဝန်ထမ်းတက္ကသိုလ်အောက်မြမာပြည်ရတနာသိန်းကခံမှမှာကျင်းပါရာပြည်အောင်စုရာလူဝင်အဖွဲ့ဥက္ကဋ္ဌကိုစားအဖွဲ့ဝင်ဦးကျော်မျိုးထွန်းကတင်နန်းဖွဲ့အမှာစကားပြောကြားပါရယ်တင်နန်းသူတင်နန်းသား90ဦးတင်နန်းသူ452ဦးစုစုပေါင်း902ဦးတက်ရောက်ကြပြီးတင်နန်းကာလမှာအောက်တိုဘာ23ရက်မှနိုဝင်ဘာ23ရက်ထိရတနာဘတ်5ဘတ်ကြားမြင့်မှာဖြစ်ကြောင်းသိရပါရယ်ရှင်ဒီသတင်းကိုတော့အောင်မြင့်ကပြပို့လာတာပါ